မင်္ဂလာပါရှင်ကျမဒေါက်တာစိတ်မှာကျမရင်းနဲ့လှပဆန်အကြောင်းတွေကိုဟောပြောမျှဝေနေတဲ့ဆရာဝန်ဆိုင်ဆရာတောက်ပဲဖြစ်ပါတယ်ဒီနေ့ကတော့လူငယ်တွေမှာရောလူကြီးတွေမှာရောဖြစ်တတ်တဲ့ ကျွတ်သားနဲ့အယိုးစစ်တွေနာကျင်ကြိုက်ခဲမှုကြောင့်လည်းပတ်သက်ပြီးတော့ပြပြပေးသားမှာပဲဖြစ်ပါတယ်။ကျွတ်သားတွေနာကျင်နဲ့ကြိုက်ခဲတဲ့အယိုးစစ်တွေနာကျင်ကြိုက်ခဲတယ်ဆိုတော့အကြောင်းရင်းတွေအများကြီးရှိပါတယ်။အမေကလူငယ်နဲ့လူကြီးဖြစ်တဲ့အကြောင်းရင်းလေးတွေကနည်းနည်းစီကွဲပြားတတ်ပါတယ်။လူငယ်တွေမှာဆိုရင်တော့များသောအားဖြင့်ကကိုလက်လှုပ်ရှားမှုတွေများလို့တချို့ဆိုလည်းဂျင်းတွေကစားကြရဲဝေါ့ကောက်တွေလုပ်ကြရဲအပြင်းထန်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာကိုလက်ကြိုက်ခဲနာကျင်တာတွေဖြစ်တတ်တယ်။တချို့ကျတော့လည်းအလုပ်တွေလုပ်တဲ့အခါမှာဒီကျွတ်သားတစ်မျိုးတည်းကိုပဲထက်ခါထက်ခါလုပ်ကြတာ။အဲ့တော့ဘလူနေရာလေးတွေဖြစ်တတ်လဲဆိုတော့ဒီဂျင်းကစားရင်ဂျင်းကစားရဲမာဆယ်တွေနားရဲစက်ရုံအလုပ်သမားတွေဆို ဆိုရင်ဒီလက်ကောက်ထခါထခါတောင်းရခါကျရင်လက်ကောက်ဝင်လေးတွေတချို့ဆိုရင်ဒီလက်မတွေပြင်ခြေချင်းဝိဒူခါစတဲ့နေရာတွေကကြွက်သားတွေရောအရွတ်တွေရောရောင်ရမ်းနာကျင်တာတွေဖြစ်တတ်တယ်အဲတချို့ကျတော့လည်းအဲ့လိုမဟုတ်ဘူးအခုခေတ်ဆိုရင် mobile phone တွေတုံးလာကြတယ်အဲ့တော့ phone တွေတုံးလာတဲ့ခါမှာဒီ phone တွေကိုအကြာကြီးအာယုံစိုက်ကြည့်ရတဲ့အတွက်ဇကြောတက်တာနောက်ကျိုးထိုးတာတွေဖြစ်လာတယ်ပြီးတဲ့ခါကျရင်ကိုထိုင်တာကွန်ပျူတာတွေတုံးတဲ့ခါကျရင်ကိုထိုင်တဲ့ posture ပေါ့ position ကမမှန်တဲ့ခါခါကြီးကုန်းနေတာကြောကုန်းကြီးနဲ့ပြင်ကိုင်းနေတာဖြစ်တဲ့အခါမှာနောက်ကျိုးတက်တာတွေကြီးပေါင်းတက်တာတွေခါနာတာတွေဒါတွေဖြစ်လာတတ်တယ်ဒီခါလေးကျရင်အခက်မသိအလေးပင် နေမလိုက်တဲ့ခါကျရင်ခါနာဝါတာအကျောရောင်ဝါတာတချို့ဆိုရင်ဒီလက်မောင်းတွေပခုံးတွေမှာရှိတဲ့အရွတ်တွေပေါ့နော်ရောင်ဝါတယ်ပြဲဝါတယ်စသဖြင့်ဒီလိုမျိုးလေးတွေဖြစ်တတ်တယ်လူကြီးတွေမှာကျတော့ဘယ်လိုပြဿနာတွေဖြစ်လဲဆိုတော့သူကအယိုးအစစ်တွေနာကျင်တာအသက်ကြီးလာတဲ့ခါကျရင် degenerative disease လို့ခေါ်တာပေါ့ရှိသမျှအရာအလုံးကပျက်စီးလာတယ်ယိုယွင်းလာတယ်အထူးသဖြင့်ဒူးနာလာတယ်ခါနာလာတယ်အထိုင်ထားတွေခက်ခဲလာတယ်ကိုယ်လက်လှုပ်ရှားမှုလုပ်ရင်ပူပြီးနာလာတယ်အသက်ကြီးလာတဲ့ခါကျရင်အယိုးတွေကပါလာတယ်ပွာလာတယ်ရှင်စီရည်တွေခန်းချောက်လာတယ်အဲ့ခါမျိုးမှာဆိုရင်ဒူးအကွေးအဆက်မှာရှိတဲ့ ဲ့ဒီအရေးလေးတွေပေါ့နော်အရေးလေးတွေနေဝါဖြစ်တဲ့အတွက်ဒူးနာတယ်ရောင်ရမ်းတယ်အဲစိတ်ပညာမှာဆိုရင်တော့ osteoarthritis လို့ခေါ်တာပေါ့ဒါလူကြီးတွေအဖြစ်များတယ်အသက်40 50 60ဆိုရင်ဒီပြဿနာလေးတွေကြုံရတတ်ပါတယ်ဒီလိုပြဿနာဖြစ်တဲ့အခါကျရင်မြတ်သောဖြစ်ကအခိုက်အခဲပြောက်စီတွေတောက်ကြလိမ့်ကြတာမျိုးရှိတတ်ပါတယ်တချို့ကြလည်းတခြားသောယောဂါတွေပေါ့နော်ကုသတဲ့ယောဂါတွေဥပမာလေးဘက်နာတို့ခောက်ယောဂါတို့ဒါဆိုရင်တော့သူ့ရဲ့အဓိကဖြစ်တဲ့ယောဂါရင်းမြစ်ကိုကုရတယ်ဒါပေမဲ့နာကျင်တာရောင်ရမ်းတာကိုတတ်တာဖို့အတွက်ဆိုရင်ခိုက်ခဲပြောက်စီတောက်တာတို့ဆေးလိမ့်တာတို့တချို့ဆိုရင်တိတ်ဆိုးလာရင်ဒီအစ်စ်တဲ့အယူဒု ူးကောင်းတဲ့ကိုဆေးထိုးထည့်တာစတီရိုက်ထိုးထည့်တာမျိုးတွေလောက်ရတတ်ပါတယ်။တောက်ဆေးထိုးဆေးဒီမှာဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။အဲ့တော့အကဲခဲပြောက်ဆေးတွေတောက်တဲ့ခါကျအစာရင်သွားထိတာရေရှည်မှာဆိုကြောက်ကက်ထိတာဆေးထိုးတာဆိုရင်လည်းနားတယ်ဆေးကန်းကတကူးတကာကြီးသွားရတယ်။အဲ့တော့ကျမတို့ကဒီလိုမျိုးကျွတ်သားတွေနားတယ်အယူစစ်တွေနားတဲ့အခါကျရင် lifestyle လေးတွေနောက်တစ်ခါကျ safe ဖြစ်တဲ့ဘေးကင်းပြီးတော့ရေရှင်မှာ ဆွဲသုံးလိုက်ရတဲ့ဆေးဝါးလေးတွေကိုသုံးတာပိုပြီးတက်တော့အကောင်းမှပါတယ်အဲ့တော့အများသောအားဖြင့်ကျမတို့ကအာကိုလက်လှုပ်ရှားမှုလုပ်တဲ့ခါကျရင် weight တင်လိုက်တဲ့ခါမျိုးကျရင်ကြွက်သားတွေပြန်နာလာတယ်တချို့ကျရင်လည်းကိုလေးချိန်ညားတဲ့သူတွေဝါတဲ့သူတွေတချို့ကျရင်လည်းမလုံမရှက်နေတဲ့သူတွေဖြစ်တတ်တယ်အဲ့လိုလူမျိုးတွေကြောင့်ကျမတို့ကပုံမှန်လေးချိန်ငယ်လေးတွေပြန်လုပ်တင်တယ်နာလို့ကြိုက်လို့ဆိုပြီးတော့မလုံမရှားနေတာမျိုးကပိုဆိုးတက်တယ်ပုံမှန်လမ်းလျှောက်တာလေးချိန်ငယ်လေးတွေပပပပလုပ်တာမျိုးတွေလုပ်ပေးရမယ်ပြည့်ခါကျရင် muscles ပေါ့နော်နှိမ့်နေပေးတာဒီနှိမ့်နေပေးတဲ့ဆွေးနေရမှာဒီတိုင်းနှိမ့်တာတဲ့ဆိုင်စိတ်တို့ပါပေါ့နော်ဟိုဝိုင်းလေးတစ်ခုခုသုံးပြီးလိမ့်တာမျိုးပေါ့နော် တချို့ရေအရန်နေအကြောတွေတက်လို့ပေါ့ဒါ body mass သွားလို့တဲ့ခါကျရင်အဝိုင်းတစ်ခုခုနဲ့ muscles လောက်ချင်းပို့ပြီးထိရောက်တယ်အဲအဲ့လိုမျိုးပဲကြွက်သားတွေရောင်နေနာတယ်ဒူးတွေနာတယ်ခါးတွေနာတယ်ဆိုတဲ့နေရာမှာစိတ်ကဘန်းပြုတ်စီလေးတွေအကြောပြေစင်းရင်းလင်းစီလေးတွေလိမ့်တာအကောင်းတယ်ဒီနေရာမှာဆိုရင်တော့စိတ်ကဆံဝင်တယောက်အနေနဲ့အဲသုံးနေတဲ့စီလေးတခု recommend လုပ်ချင်ပါတယ်ဒါကတော့ဒီစိတ်ရည်စေးဝါးစလုံးကြီးကလောက်ထားတဲ့အကြောပြေစင်းရင်းတွေပါစိတ်ကကိုယ်တိုင်ကဆံဝင်ဖြစ်တယ်ဆိုပေမဲ့စိတ်တို့စေးတက်ကတူမှာဆိုရင်လည်းတတရနှစ်မှာတိုင်းရင်းစေးနဲ့ပတ်သက်ပြီးသင်ကြားခဲ့ရပါတယ်ဒါကြောင့်မလို့ စိတ်ကူတာမှုနေရာမှာတိုင်းရင်းစေးတွေရဲ့အစွမ်းအာနိသင်ကိုလည်းစိတ်နှလားထက်သွက်စဉ်းစားရပါတယ်။ဒါကြောင့်မလို့ဒီစိတ်ရင်တိုင်းရင်းစေးဝါမှာဆိုရင်တော့သူကအကျောပြေစင်းမှာပါဝင်တဲ့စေးလေးတွေရှိရဲ့ဥမာစမုံနဲ့စီဒါနှက်နဲ့စီကိုခေါ်ရပါ။သူကဘာလဲဆိုတော့ muscle relaxation action ရှိတယ်။ကြွက်သားတွေကိုပြေလျော့စေတာ။စိတ်တော့ဥမာနောက်ကြောတက်တဲ့အကျောထုတ်ရစားဒီဂုတ်တွေစက်တွေမှာရှိကြွက်သားတွေကတင်းနေတာ။ တောင့်တင်းနေရအဲ့ဒါတွေအကြောင်းဖြစ်တဲ့အတွက်ဒီစေးရည်လေးကိုလိမ့်ပြလိုက်တဲ့အခါမျိုးကြရင်ကြွက်သားတွေကပြန်ပြီးပြည့်ရော့သွားတာပေါ့နော်စိတ်ဆိုရင်ဒီ workout တွေလုပ်တဲ့ဂျင်တွေဆိုတဲ့အခါမှာအသားတွေမာဆယ်တွေနာတယ်နော်သူ့ရဲ့ texture လေးကကြောချောချောလေးပဲသူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ essential wine ပေါ့နော် essential wine လေးတွေပါတယ် aroma therapy formula နဲ့ထုတ်လွှင့်ထားဖြစ်တဲ့အတွက်အနံလေးကတင်းတယ် aroma therapy နဲ့ပတ်သက်ပြီးကြားမှုကြမှာပါသူ့ရဲ့ action ကဘာလဲဆိုရင် stress release ပေါ့စိတ်ဖိစီးမှုကို short ချပေးတာတချို့ရေလေး ခေါင်းတွေကြိုက်တယ်ဇကြောထိုးတယ်အဲအဲ့နေရာမှာအဓိကဖြစ်တဲ့အကြောင်းရင်းတွေက tension headache လို့ခေါ်တယ် stress တွေများလို့စိတ်ဖိစီးမှုတွေများလို့ခေါင်းတွေကြိုက်တာဇကြောတွေထိုးတာအဲ့ခါမှာ aromatherapy action ကဘာလဲဆိုတော့စိတ်ဖိစီးမှု stress ကိုယောကြစေတဲ့အတွက်ချက်သားတွေကယော့သွားတယ် ပြီးရခါကျတော့ပယုတ်အေးပေါ့ပယုတ်အေးပါပယုတ်အေးကလည်းဒုနီလကောင်းမဲ့အကျော်အချင်းနေဒီမှာဆိုရင်ကြွက်သားတွေမှာဆိုရင်တော့တွေ့ထားတဲ့အရွတ်လေးတွေရှိရယ်နော်စိတ်လို့ဟိုကြိုက်တယ်ညောင်းတယ်ဆိုရင်နေရာလေးကိုကင်ကြည့်ကြည့်ထုတ်ထုတ်ထုတ်လေးဖြစ်နေအဲအဲ့အရွတ်လေးတွေရောင်တာတို့နော်အဲ့အရွတ်လေးတွေဒဏ်ဖြစ်သွားတာမျိုးဆိုလဲကြိုက်ခဲနာခြင်းနဲ့အဲ့အဲ့နေရာလေးတွေကိုစိတ်လို့ကဒီအကျော်ပြေစေးရင်စီလေးကိုစိတ်ဝင်နေအောင် တခြားလေးလိမ့်ပေးပေါ့နော်အဲ့လိုမျိုးလေးလိမ့်ပေးပြည့်ရခါကျရင်ကိုကကိုလက်လှုပ်ရှားမှုကိုလည်းပုံမှန်လေးလုပ်ပေးပေါ့နော်အပြင်းပြင်းထန်ထန်ကြီးမဟုတ်ခဏလေးနာနာနေနေမနေနေပပလှုပ်ရှားမှုလုပ်မယ်အဲတချို့ကြီးကြတော့လေအေးကြီးမဝရတဲ့အခါကျလဲကြွက်သားတွေကကောင်းကောင်း recovery မရပဲနာကျင်တာမျိုးဖြစ်တတ်တယ် တိလားတချို့ကြတော့လည်းကိုယ့်ရဲ့အစားအသောက်ပေါ့နော်စားတော့တဲ့အစားအသောက်မှာအယိုးအစစ်အတွက်ကျွတ်သားတဲ့လိုအပ်တဲ့အဟာရဓာတ်တွေမပါတဲ့အခါမျိုးကြရင်နဲတဲ့အခါမျိုးကြရင်အယိုးပါပြီးအယိုးနာတာမျိုးကျွတ်သားအတွက်အဟာရဓာတ်တွေ minerals တွေရော့ပြီးနာကျင်ကိုက်ခဲတာမျိုးကြီးရှိတတ်တယ်နော်ဒါကြောင့်မလို့ဘလို့အကြောင်းကြောင့်ပဲနာကျင်ခိုက်ခဲတာပဲဖြစ်စေ muscles လေးလုံးမယ် lifestyle လေးကိုတည်တည်ချာချာလေးထိမ့်မယ်ဒီလိုမျိုးအကျောပြေစင်းလေးတွေပေါ့နော်ကိုကပါတဲ့ ingredient ကိုတည်ချာကြည့်ကြည့်သူ့ရဲ့ action ကဘာလဲကိုဖြစ်နေရတဲ့ထိရမှုရှိလားပေါ့တိုင်းရင်းစည်းဝါးတွေကများသောအားဖြင့်သူဒီစင်ကြီးဆိုရင်လည်းဟာပဲ extract ကထုတ် လို့ထားဖြစ်တဲ့အတွက်သူကဘေးကင်းတယ်အခုလိုမျိုးမိုးလေးရွာလာပြီးစောင်းရည်ဝင်လာပြီးဆိုအေးလာပြီးဆိုရင်လူကြီးတွေတော်မကောက်လူငယ်တွေပါအစစ်မြစ်တွေကြိုက်လာစိတ်ဆွေလက်စစ်လေးတွေကြိုက်တယ်ဒူးတွေကြိုက်တယ်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တဲ့အချိန်မှာလဲကြွက်သားတွေရောင်တာအစစ်မြစ်ကြိုက်ခဲတာဖြစ်တတ်တယ်အဲ့လိုလူမျိုးတွေဆိုရင်စိတ်တော့အဒီအကျောပြေစီရင်လေးကိုလိမ့်ပြလို့ရတယ်လို့စိန်ရထုတ်ထားတဲ့ဒီပယုတ်စီပေါ့တချို့ကကြောပယုတ်စီမှာပယုတ်စီဆိုတဲ့သူတွေရှိတယ်ဒီပယုတ်စီမှာဆိုရင်လဲလီမွန်ဂရက်စနန်လေးနဲ့ဖြစ်တတ်တယ်အနံလေးကတင်းတင်းလေး ဟိုရှူလို့ကောင်းတယ်ဗောနော်စိတ်ဆိုရင်အဲကားစီးသွားတဲ့အခါမျိုးဗောနော် highway သွားတဲ့အခါမျိုးကြာရင်ခေါင်းတွေကြိုက်တဲ့ aircon တအားအေးစကြောတွေတက်တဲ့အခါမျိုးဆိုရင်ဒီ lemon grass နံလေးကခေါင်းမူတာခေါင်းကြိုက်တာအဲ့လားလေးတို့တက်တာစီတယ်ပြီးတော့ကိုကစာရေးဆရာဆိုစာရေးတော့စကြောထိုးတယ်အဲ့လိုဆိုရင်စိတ်ရတော့အပူကိုကြိုက်တဲ့အတွက်စိတ်ရကဒီဆေးပြုတ်စီပူလေးကိုလိမ့်တယ် ဒါပေမဲ့ယောက်ျားလေးတွေအားကြောင့်ပျုပ်စီနိုင်ထွက်တာမျိုးတို့သူတို့ကအဲ့လိုပူရာမျိုးကိုမကြိုက်ဘူးဆိုရင်တော့သူကပျုပ်အေးရှိရပျုပ်အေးဆိုတော့သူကမပူနေဘူးပေါ့နော်တချို့ကျအပူမကြိုက်ဘူးဆက်စမကြီးကိုလက်တော်ကြိုက်ခဲ့တယ်ဒါပေမဲ့ပူဝီးမကြိုက်ဘူးဆိုရင်တော့ဒီစိန်ကြီးကထုတ်ထားတဲ့အေးပေါ့နော်ပူရဲ့ action မရှိရလေးကိုလိမ့်ပေးလို့ရတယ်အဲ့တော့တနေ့ကိုနှစ်ချိန်မဲလဲလိမ့်သုံးချိန်မဲလိမ့်လေအဲလူကြီးရောလူငယ်ရောဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အဓိကကြွက်သားရောင်ရမ်းနာကျင်တာတွေအစ်စ်မြေကြိုက်ခဲ့တာခါနာတာကြီးပေါင်းတက်တာဒါတွေကိုလိမ့်ပေးခြင်းအားဖြင့်ဖာပဲ extract ကထုတ်ထားတဲ့ safe ဖြစ်တဲ့ bacon နဲ့ဆေးလေးတွေကိုလိမ့်တာဖြစ်တဲ့ တွက်ဒီလိုပြဿနာတွေကိုအများကြီးတက်တာစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူကြီးလူငယ်မရွေးတက်သားတွေရောင်းဝယ်နိုင်ကျင်တာအယူအဆစေကြိုက်ခဲ့တာကြီးပေါင်းတက်တာခေါင်းကြိုက်တာဇက်ကြောထုတ်တာစတဲ့ပြဿနာတွေအတွက် lavender နဲ့နေဦးမှာကြိုက်တယ်ဆိုရင်တော့စင်ရကြောပြေလေးစင်းစင်းလေးကိုလိမ့်လို့ရတယ်လို့တချို့ကပြုတ်စီမှာပြုတ်စီ lemon grass နဲ့လို့ကြိုက်တယ်ဆိုရင်တော့စင်ရပြုတ်စီလေးကိုလိမ့်လို့ရပါတယ်။ စင်ရဆိုရင်တော့တခြားသော product တွေဖြစ်တဲ့စီဂျိုထင်းစေဝမ်းပျော်စေစတဲ့ဈေးဝါတွေကိုထုတ်လုပ်ထားပြီးတော့တိုင်းရင်းဈေးဝါမှတ်ပုံတွေကိုလည်းရရှိထားပြီးတော့သုံးဆွဲသူအများအပြားထောက်ခဲ့ချက်တွေကိုရရှိတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ကြစားသုံးလို့ရပါတယ်ရှင့်ကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင့်